ကမ္ဘာအလုံးကျုံဆုံးလှည့်ဝက်ခန္ဓာကြီးလို့ထင်ရတဲ့အသည့်လုံခြုံရေးအမြင့်ဆုံးဘန်ကြီးမင်္ဂလာပါတမ်းပေပါမြန်မာပရိသတ်ကြီးအမေရိကန်ပြည်ထောင်စုကန်တကီပြည်နယ်မှာတည်ရှိတဲ့ Fort Knox လို့ခေါ်တဲ့စစ်ဘဆိုင်ရာစခန်းဟာကမ္ဘာပေါ်မှာအကြီးဆုံးရတနာတိုက်ကြီးကိုလက်တွေ့ထိန်းသိမ်းထားတဲ့နေရာဖြစ်ပါလိမ့်။ဒီနေရာဟာတာမန်ဘန်နာတိုက်တစ်ခုမဟုတ်ဘဲနဲ့အမေရိကန်နိုင်ငံရဲ့ရွှေတန်းချိန်ပေါင်းများစွာကိုလုံခြုံစွာသိမ်းဆည်းပေးထားတဲ့ကမ္ဘာအလုံးကျုံဆုံးခန်တကီအဖြစ်နာမည်ကျော်ကြပါလိမ့်။ အဲ့ဒီရွှေဘန္နာတိုက်ကြီးကိုထိမ့်သိမ့်မှုအတွက်ဘလို့မျိုးမြုံနိုင်စရာလုံခြုံရေးစနစ်တွေတက်ဆင်ထားလေဆိုရဲလှုပ်ဝက်ချက်တွေကလည်းပဲစိတ်ဝင်စားဖို့အတော်လေးကောင်းပါ ರೀ ဖော်နော့စာအမေရိကန်ပြည်ထောင်စုရဲ့ဘန်တိုက်တစ်ခုဖြစ်ပြီးလက်ရှိအချိန်ထိလည်းအသုံးပြုနေဆဲဖြစ်ပါ ರೀ ဒီနေရာမှာလက်ရှိသိမ်းဆည်းထားတဲ့ရွှေချိန်ပမာဏဟာတန်ချိန်4580အောင်စနဲ့ပြောမယ်ဆိုရင်တော့149.3တန်းထရိုင်အောင်စအထိရှိပြီးအမေရိကန်ရဲ့ရွှေပမာဏအများဆုံးကိုသိမ်းဆည်းထားတဲ့နေရာဖြစ်ပါ ರೀ ဒီရွှေတွေရဲ့တန်ဖိုးဟာဒေါ်လာဘီလီယံပေါင်းများစွာရှိပြီးကမ္ဘာစည်းပွားရေးအတွက်အရေးပါတဲ့အရန်ငွေကြေးဖြစ်အသုံးပြုဖို့အတွက်လုံခြုံစွာထိန်းသိမ်းထားခြင်းပဲဖြစ်ပါသည်။အဲဒီပမာဏကနိုင်ငံခတ်သေးသေးတစ်ခုကိုဝယ်ယူအသုံးပြုနိုင်လောက်တဲ့အထိပါပဲ။ ဒီရွှေဘန္နာတိုက်ကြီးကို1938ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးဒီနေရာရဲ့အမည်ကိုတော့အနီးနားမှာရှိတဲ့ဆစ်စခန်းဖြစ်တဲ့ Fort Knox ကိုပဲအစွဲပြုပြီးတော့ပေးထားတာဖြစ်ပါတယ်။အဆောက်အုံတစ်ခုလုံးကိုတော့အထူးခိုင်ခန့်တဲ့ကွန်ကရစ်နဲ့တန်မဏိကိုအသားပေးပြီးတော့တည်ဆောက်ထားပါတယ်။အဆောက်အုံရဲ့နေရာနေဟာထူထဲပြီးတော့မြေရောက်ခန်းနေဟာဆိုရင်အနုမြူဘုံကျဲတဲ့တံခိုးတော်ခန်းနိုင်ရရှိအောင်လို့အစင်းမြင့်ကာကွယ်ရေးစနစ်တွေနဲ့တည်ဆောက်ထားပါတယ်။ဒီ Fort Knox ရဲ့အလုံးကျုံဆုံးသောအရာဟာဘဟုရွှေတိုက်ခန်းမှာပဲဖြစ်ပါတယ်။ အဲ့ဒီရွှေလိုက်ခမ်းမကြီးကိုဝင်ရောက်ဖို့အတွက်တန်ချိန်20ကျော်လောက်အလေးချိန်ရှိတဲ့တမ်မဏီတကားကြီးကိုကြော်ဖြတ်ရပါသည်အဲ့ဒီတကားကိုဖွင့်ဖို့ဆိုရင်လူတူဦးတယောက်တည်းရဲ့ဆုံးဖြတ်ချက်နဲ့မရပါဘူးတကားဖွင့်ဖို့အတွက်ကုန်နံပါတ်ဒီဟာဝန်ထမ်းများစွာစီမခွဲဝေပေးထားတဲ့အတွက်ဝန်ထမ်းများပြားပူးပေါင်းမှသာဖွင့်နိုင်တဲ့စနစ်ကိုကျင့်သုံးထားပါသည်ဒါဟာတူရီသောအာနာကိုအလွဲသုံးစားလုပ်ခြင်းမှာကာကွယ်ဖို့အတွက်ရည်ရွယ်တာပါလုံခြုံရေးစနစ်အနေနဲ့လဲ Fornos ကို American စစ်တပ်နဲ့အထူးလုံခြုံရေးတပ်ဖွဲ့တွေက24နာရီပတ်လုံးအဆောင်ရှောက်ပြီးထားတာဖြစ်ပါလိမ့် အဆောင်အပတ်လေမှာလျက်စစ်ခြံစည်းရိုးကြီးတွေဗီဒီယိုဆောင်ကြည့်ကင်မရာတွေနဲ့အလွန်အစင်းမြင့်တဲ့အာယုံခံကိရိယာတွေကိုတပ်ဆင်ထားပါလိ။လေလေးဝေးတိုက်လိုက်တော့မှအဲ့ဒီလေကိုအာယုံခံနိုင်နေတာပါ။မြေပြင်ပေါ်မှာစစ်သားတွေကစင်စက်မပြတ်ကင်းလှည့်နေပြီးလေကြောင်းကလည်းလင်းရင်နေတဲ့ရဟတ်ရင်တွေကအမြဲတမ်းစောင့်ကြည့်နေတာကြောင့်ဝင်ရောက်ဖို့အတွက်လုံးဝမဖြစ်နိုင်တဲ့လုံခြုံရေးအမြင့်ဆုံးဘန်းတစ်ဖြစ်လဲခန္ဓာကြီးတစ်ဖြစ်လဲနာမည်ကြီးလို့နေပါလိ။ ညီကောင်းချောင်းအင်းနဲ့ပြောရမယ်ဆိုရင်တော့ဒီ Fortnox လို့ခေါ်တဲ့အရာကြီးဟာယူယူဘန်ဒိုက်တစ်ခုမဟုတ်ဖ ೇನೆ အမေရိကန်ရဲ့စီးပွားရေးအင်အားကိုကာကွယ်ပေးထားတဲ့ခံတပ်ကြီးတစ်ခုပဲဖြစ်ပါလိမ့်။တန်းကြိမ်များစွာသောရွှေတွေကိုကာကွယ်ဖို့အတွက်အသုံးပြုထားတဲ့ဤပညာနဲ့လုံခြုံရေးစနစ်တွေဟာကမ္ဘာအဆင့်မီဖြစ်ပြီးမယုံနိုင်စရာကောင်းပါလိမ့်။ဒီရွှေဘန်ဒိုက်ကြီးဟာကမ္ဘာအလုံးစုံဆုံးနဲ့လှည့်ဝှက်ချက်အများဆုံးနေရာအံ့ဩစရာအကောင်းဆုံးနေရာကြီးအဖြစ်ယနေ့ထက်တိုင်ထာဝရတည်ရှိနေသေးပဲဖြစ်ပါလိမ့်။ နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ဦးမှာပါအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ